အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်အားလုံးစောင့်မျှော်နေကြတဲ့အားလုံးကျွန်တော်တို့သဘောကျတဲ့ Premier League ပြန်လာပြီပါပြီဗောနော်အဲ့တော့ကျွန်တော်လက်ရှိမှာဒါ Premier League ပြန်လာတဲ့နေ့မှာပဲတော်တော်လေးကိုဒါကြောင့်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတွေနေတူတာကျွန်တော်တို့ဒါ စနေနေ့ရဲ့ဒါကြောင့်ရသက်တဲ့ဘက်ကတော်တော်လေးကိုမိုက်မယ်ပွဲစဉ်တွေကိုတွေ့ရမယ်တဲ့မှာပါပါတယ်။အဲဒါစနေနေ့ရဲ့ဒါကြောင့်အစောဆုံးပွဲစဉ်မြန်မာစန်တော်ဂျီ9နိုင်တို့မှာတော့ဒါကျွန်တော်တို့ Chelsea အသင်းကတော့ Burnley အသင်းရဲ့ England Tough Moment ကခံမှာဖြစ်တယ်။အဲဒါကျွန်တော်တို့လက်ရှိမှာဒါ Burnley England ကဒါကြောင့်တော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းပြီးတော့ကျွန်တော်အတွက်ပေါ့နော်ကျွန်တော်ဒါနည်းနည်းလေးခင်ဗျားတို့ Football Live ဆိုတဲ့အတိုင်းနည်းနည်းပြောပြချင်တာကဒါတချို့လူတွေလည်းသိကြမှာသိလိမ့်မယ်ဒါ Burnley Queen ကပေါ့နော်ရုပ်တရက်ကြည့်မယ်ဆိုတာ Queen နဲ့တချို့ ကွင်းတွေကခင်ဗျာ TV မှာကြင်အဲ့လောက်မလှပြီမဲ့တကယ်တမ်းတော့အပြင်မှာသွားကြင်ပဝင်းကြင်နေတာကျွန်တော်တို့ပဝင်းကြင်အနေထားကြောင့်ဘန်လင်ကွင်းကိုကျွန်တော်တော်တော်လေးကိုသဘောကျမိရဲ့ကွင်းတွေမှာပါတယ်တချို့တော့အသင်းကြီးတွေရဲ့ကွင်းထထောင်ကျွန်တော်ပုံမှန်လေးပြောကျွန်တော်လက်ရှိမှာကျွန်တော်တော်တော်ဟော့စပါကွင်းထထောင်ဘန်လီကွင်းရဲ့ပဝင်းကြင်ကျွန်တော်တော်တော်လေးကိုသဘောကျတယ်ဘန်လင်ကွင်းမှာဆိုတော့လက်ရှိမှာမမေးရတာကျွန်တော်တို့ ပေါ့ပေါ့ကျွန်တော်ဗန်လေးမှာမြို့မှာနှစ်ညနှစ်ခေါက်နေပြီးတယ်နှစ်ခေါက်လုံးမှာဒါကျွန်တော်တို့လက်ရှိတော်တော်လေးကိုဒါနေလို့ကောင်းတဲ့မြို့ပေါ့နော်တပွဲကတော့ကျွန်တော်အဲ့တုန်းကနှင်းမုန်နိုင်ပြီးပြီးကျွန်တော်ဘောလုံးမွေးပြတ်သွားတဲ့နဲ့ဒါတော့တပွဲကတော့ကျွန်တော်ဗန်လေးရဲ့အိမ်ကွန်းမှာဒါမမဲ့ရတာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်နဲ့ဗန်လေးကန်တဲ့ပွဲစဉ်မှာကျွန်တော်သွားကြည့်တဲ့အချိန်ပေါ့နော်တော်တော်လေးကိုနေလို့ထိုင်လို့ကောင်းတဲ့ဗန်လေးရဲ့ဒါကျွန်တော်မြို့လေးကတော့တော်တော်လေးစိတ်ချမ်းသာကအဲ့တော့ဒါချက်စီပြည်သက်တွေလည်းဒါကျွန်တော်ဗန်လေးရဲ့မြို့ကိုစောသွားရဖြစ်ဒါအခုလက်ရှိမှာဒါဒီနေ့တော့ပွဲဆောရတဲ့ကြောင့်မို့ဒါကျွန်တော်တို့ပြန်လာဖြစ်လုံးလို့ရနေတာမှရှိတယ်ပေါ့နော်အဲ့တော့ဗန်လေးရဲ့အိမ်ကွန်းတက်ဖို့မှာကန်ရမယ်ချက်စီတင်ကအိမ်ကွန်းဟိုချက်စီတင်က ဝေးခွင့်။နောက်ချက်စီးသင်းရဲ့ဒီနေ့ပွဲစဉ်ကဒါ make or break ပုံစံမျိုးဖြစ်လိမ့်မယ်။ဒါချက်စီးသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ Anzu Mores ကလည်းဒီနေ့ပွဲစဉ်ကသူ့အတွက်ကလုံးဝကိုစောင့်ကြည့်ပြီးတော့တကယ်ကိုဒါအသင်းဘက်ကနေ effort ထုတ်ပြရမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်နေမြင်နေ။ဘာကြောင့်လဲလက်ရှိဒီနေ့ပွဲစဉ်မှာဒါချက်စီးသင်းကနေနိုင်မယ်ဆိုရင်တစ်ဖက်ကဒါကျွန်တော်တို့အာ Manchester City ကဒါပွဲချက်တစ်ပွဲဖြစ်တဲ့ Newcastle United နဲ့ယင်ဆိုင်တဲ့အချိန်မှာ Arsenal ကဒါကျွန်တော် North London Derby ဖြစ်တဲ့ဒါ Tottenham Hotspur တင်းနဲ့ယင်ဆိုင်တဲ့အချိန်မှာချက်စီးသင်းကဒီနေ့ပွဲစဉ်နိုင်တော့တာနဲ့တခုတည်းကိုအဆင့်နေရာကိုတက်လန်းနိုင်မယ်။ပြီးရင်ဒါကျွန်တော် Arsenal က ိုဒါသုံးမှတ်အကွာနဲ့ pressure ပေးထားနိုင်မယ်တယ်မှာပါတယ်။ချက်စီတင်းနဲ့လက်ရှိမှာဒီနှစ်မှာဒါလူတော်များထဲမတွက်ထားတဲ့အသင်းတွေတယ်မှာပါတယ်။ဒါကျွန်တော်ပါဝင်ဖို့တော့ပွင့်လင်းဆုံးဒါပေမဲ့လက်ရှိမှာချက်စီတင်းရဲ့ Anzu Mares ကအသင်ကတော့ငါတို့အနေနဲ့ငါတို့ကဘာလုပ်ပြနိုင်လဲဆိုတော့စောင့်ကြည့်နေတယ်တယ်မှာပါတယ်။ချက်စီလိုမျိုးအသင်းမျိုးကကျွန်တော်ပြင်းနဲ့ခဏခဏပြောတဲ့အချိန်မှာရှိတယ်။အဲ့ဒါကဘာလို့ချက်စီလိုအသင်းမျိုးကအမြဲတမ်းသူတို့အသင်းကဒါကျွန်တော်တို့ ငါတို့ကတော်ဖုန်းဝင်မှုအတွက်ကြည်နေရမယ့်အသေးသေးမို့စူပလိုက်ဒရက်တာရင်ဆိုင်ရမယ့်အသေးသေးဖြစ်တယ်ဆိုတာကိုတော့လုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်က100%မြင်မိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ဘန်လေးအသင်းရဲ့လက်ရှိသူ့ရဲ့အိမ်ဝင်တာကျွန်တော်တို့တက်မောမှာချက်စီအသင်းတစ်ခုခုလုံးပြဘူးလို့မယ်ဘန်လေးကွန်းကဘန်လေးရဲ့လက်ရှိမှာအသင်းကြီးနဲ့တွေ့ရင်တော့တောက်လျှောက်ဒုက္ခရောက်ထားခဲ့တော့တွေ့ရမယ်လက်ရှိမှာဘန်လေးကွန်းရံလည်းကန်ဆိုးပါတယ်လက်ရှိမှာဒါကျွန်တော်စောစစီအသင်းကြီးနဲ့တောက်လျှောက်တွေ့ထားခဲ့ပြီးဂိုးပြတ်ဒီကြီးပဲအသင်းကြီးနဲ့ရှုံးနေထားခဲ့တယ်ပေါ့နော်အဲ့တော့ချက်စီအသင်းကိုလည်းလက်ရှိမှာဘန်လေးအသင်းကအိမ်ဝင်မှာဘာလုပ်ပြမလဲဆိုတဲ့အရာတစ်ခုကျွန်တော်စကော့ပါကာအသင်းစီကနေတွေ့ရမယ်ချက်စ ီတင်းကလက်ရှိမှာဒါအန်ဇိုမိုရက်စ်ကာတို့အသင်းနဲ့ကပြတ်တိကပြတ်ချော်မလုတ်ခဲ့ဘူးဆိုရင်ဒီနေ့ပွဲစဉ်မှာဘာဒီဘလူးအသီးပွင့်နေစားရမလဲဆိုတဲ့ဥစ္စာမျိုးကိုလည်းဆက်လက်ပြီးစောင့်ကြည့်ရမယ်ပွဲစဉ်လို့ကျွန်တော်အနေနဲ့ပုံကူရမြင်တယ်ဒီပွဲစဉ်ကဒါကျွန်တော်မြန်မာစံတော်ချိန်9နာရီတို့မှာဒါကျွန်တော်ဘန်လီအသင်းရဲ့အင်ဂွင်တပ်မောမှာဒါကျွန်တော်ကံမဲ့ပွဲစဉ်လို့ပြောလို့ရတယ်တဲ့မှာပါပါတယ်အဲလက်ရှိမှာဒါကျွန်တော်တို့ဘန်လီအသင်းကဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာရှင်းမှာနောက်တန်းကိုဒါလုံအောင်ထိမ့်ပြီးတို့နဲ့ခန်စစ်ကိုကျင့်လက်မှုကိုအဓိကအသားပေးမယ်လို့မြင်တယ်ဒါကြောင့်မို့ဒါကျွန်တော်ခန်စစ်ပိုင်း9ယောက်တွင်နေဒါကျွန်တော်လက်ရှိမှာစကော့ပါကာအသင်းပွဲထွက်လာမယ်လို့မြင်တယ်ပြဿနာပေါ့နော်လက်ရှိမှာဒါ ဗန်လီသင်းပွဲစဉ်ကိုကျွန်တော်အမြဲတမ်းကြည့်ပြီးရင်ဗန်လီသင်းကိုဒါတွွတ်တွွတ်မိတယ်ဗန်လီသင်းကတန်းတက်လာရင်ပေါ့နော်သူတို့အသင်းက they don't know how to act လို့ပဲတခါခါပြောရမယ့်နေရာမှာပါတယ်ဥပမာလက်ရှိမှာဒါကျွန်တော်ဆန်နလန်ကြည့်မိတယ်လိဂိုကြည့်မိတယ်ဆန်နလန်လိဂါရုတ်တရက်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တိုက်စစ်ပုံစံမျိုးတစ်ချက်ချက်တွေ့ရမယ်ဆန်နလန်ရဲ့လိဂါဒါကျွန်တော်တို့ခံစစ်အသားပေးပဲသွားတာဆန်နလန်ဆိုလက်ရှိအာဆနယ်ရဲ့ပွဲစဉ်မှာဆိုလဲခံစစ်အသားပေးကူမှာသူတို့ရဲ့ဒါကျွန်တော် counter transition တွေကိုအဓိကအားကိုးပြီးသွားတာများတယ်လိလည်းဒီတိုင်းပဲလို့ပြောလို့ရမယ်ဒီမှာပါတယ်ဒါပေမဲ့ဗန်လီသင်းကလက်ခံစစ်ပိုင်း9ရောက်တို့ဘာလို့ဆော့နေခဲ့မယ်တကယ်နဲ့သူတို့ကဒါကျွန်တော်တကယ်ကိုဒါ play off from the back ို့ဘာလို့တည်တည်ချာချာဆော့တာဒါပြောချင်တာဗျာကြာကိုယ့်အသင်းနဲ့ light တဲ့ identity မဟုတ်ဘဲနဲ့လုံးဝတော့ကွဲထွက်နေတဲ့ identity ပုံစံမျိုးနဲ့ဆော့ပြောချင်တာဗျာတန်တက်လာတဲ့အသင်းကတန်တက်လာတဲ့အသင်းပုံစံမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးပြောင်းလဲနေတဲ့ပုံစံမျိုးနဲ့ဆော့နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်ဗျာအဲ့တော့ပြောချင်တာရှင်းပါတယ်လက်ရှိမှာဒါကျွန်တော် Bandy အသင်းနဲ့ဒီနေ့ပေါ်တမှာ cancel တန်း900ဆော့ပေးမယ်လက်ရှိဒါ Bandy ပွဲစဉ်တွေတော့ရှောက်ကြည့်ပုံရဆိုရင်သူတို့က play out from the back တို့ဘာလို့ဆော့ပြီးတော့ အစိုးကြီးဒါကျွန်တော်ဘန်လေးရဲ့ဒီကနောက်ပိုင်းပြဿနာတွေကဘာလဲဆိုဒီသင်္ကန်းတာကျွန်တော်စိုးစိုးစီစီဂိုးတွေကိုပေးရတဲ့ဆောက်ပြဿနာရှိတယ်။အဲဒီစိုးစီဂိုးတွေကိုပေးလိုက်ရပြီဆိုဘန်လေးကလုံးဝ break down ဖြစ်ပြီးဘာဆက်လုပ်ရမှန်းမသိတဲ့ဆောက်ပြဿနာကတော်တော်လေးကိုဆိုးရွားလို့နေလို့ကျွန်တော်ညီနေပုံကိုရရမှာမြင်မိတယ်။တစ်ဖက်က Chelsea အသင်းကို Chelsea အသင်းကတော့ရှင်းပါလေရှင်းပါလားကျွန်တော်ဆန်နလန်ကိုရှုံးထားခဲ့တဲ့ပွဲစဉ်ကလွှဲရင်တော့ကျဲတဲ့ပွဲစဉ်တွေမှာတကယ်ကိုဒါကျွန်တော်အသာစီးရအောင်ဆော့ပြနိုင်ခဲ့တယ်။ Wolf ကိုလည်းဒါတကယ်ကိုလမ်းပြန်ထောက်အောင်ဆော့ပြနိုင်ခဲ့တယ်။ Spurs ကိုလည်း drum ပြန်ထောက်အောင်ဆော့ပြနိုင်ခဲ့တယ်။ဒါကျွန်တော် Wolf အသင်းကိုတော့ဒါကျွန်တော်တို့ တီကြတယ်မဲ့ဒါနောက်ဆုံးမဲ့နောက်ဆုံးစက္ကမှာရင်ခေါအောင်လုတ်သွားခဲ့တဲ့အနေထားတွေရောက်သွားခဲ့တယ်ပဲချက်စီသင်းနဲ့ဒီနောက်ပိုင်းပွဲစဉ်မှာပြန်ကြည့်မယ်ကွာရာဘတ်နဲ့ပွဲစဉ်ကပြန်ကြည့်ရင် ချက်စီသင်းကတကယ်ကိုအသင်းကနေပြီးတော့ပရိသတ်တွေကတော့ကစားသမားတွေကနီးပြအောင်တိတိချက်ချအောင်ပရိသတ်တွေတော့မဆိုင်ပါဘူးဒီကစားသမားတော့ကျွန်တော်နီးပြအောင်တိတိချက်ချအာယုံဆိုင်မယ်ဆိုရင်ချက်စီသင်းကမနိုင်စရာအကြောင်းမရှိဘူးလို့ပြောလို့ရတယ်မှာပါဒါပေမဲ့ဒီနေ့ပွဲစဉ်မှာချက်စီသင်းရဲ့ဒါကျွန်တော်ချစ်ပွဲချီနေနဲ့ပတ်သက်ပြီးမပြောခင်မှာချက်စီသင်းရဲ့လက်ရှိကွင်းနဲ့ကစားသမားဖြစ်တဲ့ကိုပါမာကဒါကျွန်တော်အိမ်မှာနေရင်ထိုင်ချော်ထက်လဲပြီးတော့ခြေချောင်းကျိုးသွားတဲ့အတွက်ကြောင့်လက်ရှိမှာလာမဲ့ဒါကျွန်တော်ပွဲစဉ်တချို့ကိုဆက်လက် ပြီးလွဲချော်မှဖြစ်ပြီးတော့ဒါကြာဒီဇင်ဘာလလယ်လောက်မှပဲကစားသမားတယောက်ပြန်လာတော့မယ်ဆိုတဲ့သတင်းတွေကတော့တောင်းတောင်းဖြားဖြားစတင်ပြီးတော့ပြန်ထွက်လာခဲ့ပြီလို့သိရတယ်မှာပါအဲ့တော့တချို့မှာတစ်ဖက်ကတော့ကျွန်တော်တို့အာမန်နာဘရူဟာလည်းမပါလာနိုင်ဘူးတဲ့ကျွန်တော်ကွန်နာရောဘက်စ်မှလည်းဘိုင်ယာမပါလာအမ်ဒူလီမပါလာနိုင်ဘူးတော့အဲ့တော့တချို့ဒါကျွန်တော်စကော့ပါကာရဲ့အဓိကကစားသမားတချို့ကဆက်လက်ပြီးလွဲချော်ဦးမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်သူ့ပြင်မဲ့တော့ညာလဲဒါကျွန်တော် Chelsea အသင်းကလက်ရှိမှာခန်စစ်ပိုင်းကလပိုင်းကိုဝဲကလွှဲနေတော့ခန်စစ်ပိုင်းမှာလူပြန်ဆုံလာခဲ့ပြီလူတွေတော့တိတိကျကျဒါကျွန်တော်အဆင်ပြေလာခဲ့တဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဒီနေ့ပေါ် ံမှာကျွန်တော်လက်ရှိမှာဖူဘောကတော့ဘာလို့ဒါကိုက်စီတူကိုထည့်မသွင်းထားလဲနားမလဲဘိမဲ့ကျွန်တော်ဒီနေ့ပုံစံမှာဒါနီးပြကကိုက်စီတူကိုဆက်လက်ပြီးတုံးမယ်လို့မြင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာ Chelsea တင်းနဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဒါကျွန်တော် Alejandro Garnacho Garnacho နဲ့ငကိုတဲ့က Premier League ရဲ့ experience ရှိထားတဲ့ကစားသမားတစ်ယောက်အနေနဲ့လက်ရှိမှာဒါထပြီးတော့ပောက်ကွဲပြနေတာတိတ်ပြီးတော့ထူးဆန်းတဲ့အရာတခုမဟုတ်ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်တယ် Chelsea တင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ အတိကြရတယ်ဗျာတိုက်စစ်ပိုင်းမှာဒါကျွန်တော်တို့လီယမ်ဒလက်နဲ့ဂျာအိုဘက်ဒူနဲ့ပြန်တွေးလိုက်တဲ့ချိန်မှာဂျာအိုဘက်ဒူတယောက်ဂိုးတွေပြန်သွင်းလာနိုင်တယ်ဒါကျွန်တော်တို့လီယမ်ဒလက်ကကာဘာပုံစံမျိုးပြန်လုပ်ပြီးဂျာအိုဘက်ဒူကဒါဂိုးစကောရာပုံစံမျိုးပြန်သွားတဲ့အနေထားမှာရှိရလို့မြင်နေပေါ့နော်အဲ့တော့မိတို့ပင်ဆိုစကမှုကျွန်တော်ကဒီနေ့ပွဲစဉ်မှာရှင်းပါတယ်ကိုက်စီဒူကိုပြန်ပါစီခြင်းပြီးတော့ဒါကျွန်တော်တို့ right back နေရာမှာဂူစတိုနဲ့ဂျင်းကိုနေရာပြန်သုံးစီခြင်းနဲ့တစ်ချိန်လုံးဒါကျွန်တော် inverted ပုံစံမျိုးကျွန်တော်တို့မသုံးစီခြင်းနဲ့တော့မပေါ့တခါကျကျွန်တော်ကခုနကပြောရှေးယိုဆန်နေပေါ့နော်ရှေးယိုဆန်ဆန်မဲ့ဒါကျွန်တော်ခန်စစ်ကိုဒါကျွန်တော်တို့အသေးချပြန်ပြီးတော့ဒါခုနကပြောအဲ့တော့တစ်ဘက်ကတော့ရှင်းနေပြကျွန်တော်လက်ရှိမှာကြည့်ပုံရပေါ့နော်ဒါကျွန်တော်တို့ Berlin အသ င်္ကတာ Manchester United နဲ့ပုံစံမှာတည်ဆော့သွားတဲ့အနေအထားမှာကြည်ပုံရဆိုရင်တော့ Burnley တင်္ကတာတစ်ခါခါကျရင်တို့ကယုံအားတာကောင်းတယ်တို့အနေနဲ့လက်ရှိမှာတို့ရဲ့အဓိကယုံအားက Anthony ဆိုတဲ့ဒါကျွန်တော်တို့ကစားသမားကတော်တော်လေးကိုယုံအားများတယ်လက်ရှိမှာတော်တော်လေးကိုယုံအားတိုးအားတာကျွန်တော်ရှိနိုင်တဲ့အနေအထားမှာရှိရလို့မြင်တယ်ဒါပေမဲ့လက်ရှိမှာ Burnley တင်းရနောက်ထပ်အဓိက problem တို့ကတို့ရဲ့ cancel ပိုင်းတို့ရဲ့ cancel ပိုင်းကတော်တော်လေးကိုယူယွင်းနေတယ်မှာပါတယ်တော်တော်လေးကို fragile ဖြစ်တယ်ပေါ့နော်နည်းနည်းလေးဒါကျွန်တော်လှုပ်လိုက်တာနဲ့ဒါကျွန်တော်ကွဲသွားနိုင်တယ်ကျွန်တော်ပန်းအူဒီလိုပဲဒါနည်းနည်းဒါ Chelsea ဘက်ကဒါအခုလက်ရှိမှာတိုက်စစ်တအားကောင်းနေတဲ့အချိန်မှာနည်းနည်းလေးလှုပ်လိုက်ရင် ဒါဘန်လေးရဲ့ cancel ဘိုင်းကလုံးဝဒါကျွန်တော်ကွဲကြသွားနေနေဒီထားမှာရှိရင် Chelsea သင်းကအဲ့ဒါနဲ့ပတ်သက်ပြီးလုံးဝလုံးဝ100%အခွင့်ကောင်းယူသင့်တယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲ့ဒါကိုပဲလာ Chelsea သင်းနဲ့အဓိကအခွင့်ကောင်းယူပြီးတော့စောစောစီးစီးခဲ့တာကျွန်တော်လက်ရှိမှာ ဒါကျွန်တော်တို့ချက်စီးတင်းနဲ့ဒါအခွင့်ကောင်းယူချပြီးတော့တို့အနေနဲ့ဒါတစ်ဖက်ခံစစ်ကိုဒါကျွန်တော်တို့လှုပ်ချလိုက်ပြီးရင်အဲ့ဒီအချိန်မှာပြိုလဲကျသွားရင်ဒါချက်စီးတင်းတောက်လျှောက်နောက်ကနေဝန်းနံ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 ပြန်ဆွဲလို့ရမယ်ဆိုတော့မစိုးဘူးလို့ကျွန်တော်နေနဲ့မြင်နေပါဘူး။အဲ့တော့ရှစ်မှာဒါကျွန်တော်တို့ဘန်လီအသင်းကလက်ရှိမှာဘာဒီဘလူးဆက်ပြီးရှေ့ဆက်သွားမယ်ဆိုတော့တို့ကိုတို့နားလည်ဖို့ရည်ကြီးတယ်။ဒီခြေစွမ်းတန်းကိုလက်ရှိမှာဒါကျွန်တော်ဘန်လီအသင်းကမလွယ်ဘူးလို့ပြောလို့ဒါပေမဲ့ဒီနေ့ပွဲစုံမှာနှစ်သင်းလုံးအတွက် make or break ပါပဲ။ဘန်လီအသင်းကလက်ရှိမှာတန်ဆစ်ဇုံနာမှာယက်တီယက်တီဖြစ်နေပြီးဝက်ဆမ်အသင်းကလက်ရှိမှာဘန်လီနဲ့ဒါအမှတ်ပြန်တူသွားခဲ့ပြီးတဲ့အပြင်ကိုတော်တန်ဖွဲကလည်းကူမတ်ဖြစ်နေတဲ့နေရာမှာပါတယ်။အဲ့ပြောချင် င်းတာလက်ရှိမှာရှင်းပါတယ်ဝက်ဆမ်တင်းတာရော်ဒန်ဖော့စ်အဲအောက်ကအသင်းတွေကိုတော့လက်ရှိမှာပွဲချက်တကြီးပဲရင်ဆိုင်နေရမယ်ဒါလိဂရတာကျွန်တော်အက်စတွန်ဗီလန်တွေကဘန်လေးကချယ်ဆီဒါကျွန်တော်ဝက်ဆမ်ကဘုံမောက်နော်ဒန်ဖော့စ်ကလီဗာပူးနဲ့တွေ့နေတဲ့အချိန်မှာဒါကျွန်တော်လက်ရှိမှာဘန်လေးအသင်းနေဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အောက်ကအသင်းတွေမမိအောင်တခုခုတော့လုပ်ပြဖို့တော့လိုလိမ့်မယ်တစ်ဖက်ကချယ်ဆီအသင်းကောင်းရရလက်ပိုင်းမှာဒီတိုင်းမှာချယ်ဆီအသင်းနေဒီနေ့ပွဲစဉ်မှာ၃မှတ်ရလာယုံနဲ့ကိုဒါကျွန်တော်တို့၂၂မှတ်ဖြစ်သွားမှာဖြစ်ပြီးတော့စီတီဂျင်းကိုလာလက်ရှိမှာခက်တာခဏကြော်သွားမယ်ပြီးရင်ဒါကျွန်တော်လက်ရှိမှာအာစတိုအသင်းကို၃မှတ်အခွာနဲ့ပရက်ရှာပေးနိုင်မယ်ပြီးတော့ဒီနေ့ပွဲစဉ်မှာ ျော်စီးအသင်းကဂိုးများများသာတွင်းနိုင်မယ်ဆိုရင်တော့ခုနပြောလိုပဲ GD မှာပါတာကျွန်တော်အပေါ်ကအသင်းနေနဲ့လိုက်ပြီးတော့ကတ်ကတ်ပြီးတော့လိုက်ပြီးဆော့နိုင်မယ်အနေထားမှာရှိလို့ပြင်အဲ့တော့ချက်စီးတင်တဲ့ဒီနေ့ပွဲစမှာရှင်းပါတယ်အဖြေကရှင်းတယ်မိုဇက်အန်ဆိုဘရက်စကာကစားသမားတွေရောကပြက်တိကပြောချော်လုံးဝလုံးလုံးမရတဲ့ပွဲစဉ်ကဒီနေ့ပွဲစဉ်ပဲဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ချက်စီးတင်တဲ့လုံးဝ100% statement win ပေါ့နော်ဒါကျွန်တော်9ကို9မှရမယ်ဆိုတဲ့ပွဲတစ်ပွဲကိုချက်စီးတင်ဖန်တီးဖို့လိုတယ်ချက်စီးတင်ဒီ9ပွဲတစ်ခုကိုဖန်တီးဖို့အတွက်ဒါကပြက်တိကပြောချော်လုံးနေလို့မရဘူးကစားသမားတွေကစအချိန်ဆမီမီနဲ့ဒါကြောင့်ဒီပြကစကွနာဘောလိုပဲတေချာဒီနေ့ပွဲစဉ်အတွက် prep ပဲလောက်လာဖို့အတွက်အများကြီးအများကြီးလူအပ်တဲ့ပွဲစဉ်တပွဲလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်တို့မြင်မိတယ်ချက်စစ်တင်တဲ့ဒီနေ့ပွဲစဉ်မှာလာနိုင်ခဲ့မယ်ဆိုတော့အသီးပွင့်တွေကကိုယ်တိုင်ကိုယ်တိုင်စားအမြင်နေထားမှရှိပါတယ်ဒါတော့ပါပဲအားလုံးမကြွတူပါနဲ့ကောင်းမွန်သောမနေ့ခင်းလေးဖြစ်ပါဆွမ်မောင်းတောင်းပြီးနေပဲကျွန်တော်တော့ကုန်ပြီပါဗျမြန်မြန်လေးကလစ်ပေးကြပါအောင်မြန်မြန်ကလစ်မှာပြန်ပြန်နိုင်အောင်ဖြစ်ပါတယ်ကျွန်တော်တော့ကုန်ပြီပါဗျဒေးပါပါ